ကြမ်းမဖက်တဲ့နင်းနဲ့ငင်းချတဲ့နင်းနဲ့တရားဥပဒေစိုးမိုးရေးဆိုတာလေကျွန်တော်တို့ကနေပြီးတော့အင်တာမအလေးထားတဲ့ကိစ္စဖြစ်ပါတယ်ဥပဒေဘောင်တွင်းရကျွန်တော်တို့လုတ်ဖို့ဒီဇိုင်းမမဟိုငူဝါဒချခဲ့ပါတယ်ဥပဒေဘောင်တွင်းရလုတ်ဖို့ဆိုတာကျွန်တော်တို့ကတရားဥပဒေစိုးမိုးရေးလို့အမြဲပဲပြောပါတယ်ဥပဒေများဆိုတာတရားတဲ့ဥပဒေတွေလည်းရှိတယ်မတရားတဲ့ဥပဒေတွေလည်းရှိတယ်အဲ့တော့မတရားတဲ့ဥပဒေတွေကိုတရားအောင်ဘယ်လိုလုပ်မလဲဆိုတာ အဲ့လိုတရားအောင်လုပ်ဖို့နေရာမှာလေကျမတို့ကငင်းကြတဲ့နီးနဲ့ပဲလှုပ်ချင်တယ်ငင်းကြတဲ့နီးနဲ့တဆင့်တဆင့်မတရားတဲ့ဥပဒေတွေတရားလာအောင်တရားဥပဒေနိုင်ငံပေါ်မှာစိုးမိုးအောင်လို့ကျမတို့လုပ်ဖို့ရည်ရွယ်ခဲ့ပါတယ်အကြမ်းဖက်မှုမကိုရှောင်တာအကြမ်းမဖက်တဲ့နီးနဲ့နိုင်ငံရေးအပြောင်းလဲလုပ်ဖို့ရည်ရွယ်တာအဓိကအားဖြင့်တော့ပြည်သူလူထုအတွက်ပါပဲပြည်သူလူထုရဲ့လုံခြုံရေးအတွက်ပြည်သူလူထုမထိခိုက်ဖို့အတွက်ကျမတို့နိုင်ငံရဲ့ လုံခြုံရေးအတွက်ကျမတို့နိုင်ငံရဲ့ညီညွတ်ရေးအတွက်အမျိုးသားယဉ်ကျေးစေရေးနဲ့အကြမ်းမဖက်မှုဆိုတာဟာအင်တာမအရေးကြီးတဲ့မူဝါဒတွေဖြစ်ပါတယ်။ဒါကြောင့်ကျမကမတည်သေးတဲ့လူတွေကိုလည်းအတီးပေးအောင်လို့ဆိုတာကျမတို့မျိုးသားဒီမိုကရေစီဖွဲ့ချုပ်ကိုဒီလိုမူတွေနဲ့ထူထောင်ခဲ့တာပါ။မျိုးသားယဉ်ကျေးစေရေးအတွက်အကြမ်းမဖက်တဲ့နည်းနဲ့နိုင်ငံရေးပန်းတိုင်ကိုရောက်ရှိရေးအတွက်တရားဥပဒေစိုးမိုးရေးအတွက်ကျမတို့တွေဟာကိုရည်ရွယ်ပြီးတော့ထူထောင်ခဲ့တာဆိုတာကိုအတီးပေးခြင်းပါတယ်။မေ့သွားပြီဖြစ်တဲ့ ကျမတို့ရဲ့အရင်ကတည်းကပါလာတဲ့အဖွဲ့ချုပ်ဝင်တွေကိုလည်းတတိပေးတာပါမမေ့ပါနဲ့ကျမတို့ဘယ်လိုကြောင့်ဒီဒီပါတီကိုထူထောင်ခဲ့တယ်ဆိုတော့မမေ့ကြပါနဲ့လို့ကျမတတိပေးချင်ပါတယ်